皆さんおはようございます。今日はロノワがアロンをスコラシップにပတ်သက်ပြီးတော့ sharing လုပ်ပေးချင်ပါတယ်ရှင်။အဲ့တော့ဘလို့ scholarship လဲမပြောခင်ဘလို့လူမျိုးတွေလျှောက်လို့ရတယ်ဆိုတော့အရင်ပြောပြမယ်ပေါ့နော်။ဥမာကိုကအချိန်မိုင်းလုပ်တယ်လုပ်တယ်ပေါ့နော်။လုပ်ပေမဲ့ကျောင်းလာကောက်မကမိဘူး။ကျောင်းလာကောက်ကိုကိုပါတကိုမပေးနိုင်ဘူးပေါ့နော်။အဲကိုဆူထားတဲ့ပတ်စံနဲ့မလောင်ရတဲ့သူတွေ။ ောက်တစ်ခုကကျွန်တော် scholarship ကရတယ်ရပေမဲ့အဲ့ဒီ scholarship ရတဲ့ငွေအချိန်ပိုင်းလောက်တဲ့ငွေနဲ့ကိုကတေချာချာစုမိဆောင်မိမရှိဘူးပေါ့နော် scholarship ရထားပြီးသားသူတွေရဲ့အဲ့တော့မရသေးတဲ့သူတွေရဲ့ဒီ scholarship ကိုလျှောက်လို့ရပါတယ်ရှင်အဲ့ဒီ scholarship ကဘာလဲဆိုတော့ Noah ကိုတိုင်လည်းမနစ်ကရထားတဲ့ scholarship ပေါ့နော်သူ့နာမည်ကကြတော့ Toshizo Watanabe International Scholarship လို့ခေါ်တယ်ပေါ့နော်သူကတော့လုံးဝ tuition fees ပေါ့နော်လုံးဝ fully supported ပေါ့နော် Noah တို့ဒီ graduate ဖြစ်မဲ့အထိသူတို့ ကဆပ်ပုတ်ပေးမှာဖြစ်ပါတယ်ရှင်အဲ့တော့ចောင်းလကဈေးကျင်ရောတို့ဘယ်လိုလုပ်ပေးမလဲဆိုလို့ရှိရင်ចောင်းလကကတစ်နှစ်တစ်နှစ်ကို1180ဒါမှမဟုတ်ရ1180 ठी နေတဲ့အမောင်ကိုတို့က support လုပ်ပေးပါတယ်ရှင်လုပ်ပေးပြီးတော့အာတို့ကပေါ့နော်အဲအဲ့ဒါဆို tuition fees ပဲလားဆိုတာလည်းမဟုတ်ဘူး living expense တို့ရောဂျပန်မှာနေထိုင်ဖို့ support တပ်ဖို့ဈေးလေတို့ကထောက်ပံ့ပေးရပေါ့နော်အဲ့တော့ကိုကပထမနှစ်နဲ့ဒုတိယနှစ်ကျောင်းသားကျောင်းသူတွေဆိုလို့ရှိရင်တော့တစ်လကို1000ပေါ့နော်ပြီးတော့ဒီတက်ကြီးက ဆိုရင်တော့တလောက်ရန်6000နဲ့เออ 4G อ่ะเนี่ย final graduate ป่ะเนาะ graduate ตมาเนี่ยจะตะละอย่าง5ตองตัวเราทับปัดมาเลยရှင်ตัวหยอดแต่อาคามาดีป่ะเนาะ living expense ย่อย่อหยอดมะล่ะဆိုပြီးရေးရတယ်ป่ะเนาะပြီး living expense อ่ะဒီလိုအမောက်တတ်မှတ်ထားပေမဲ့လည်းတကယ်ကိုရတဲ့ဒီကိုယ့်ရဲ့အချိန်ပိုင်းအလုပ် ဝင်ငွေထွက်ငွေကိုတို့ကကြည်ပြီးတော့အမောင်းကလည်းပြောင်းလဲနိုင်ချေတော့ရှိရပေါ့အဲ့တော့တော့ဒါအရင်တော့လည်းတစ်ခါ share ပူတယ်ဒါပေမဲ့ဒီနေ့ကဘာဖြစ်လို့ထပ် share ရလဲဆိုတော့ဒီ scholarship ရဲ့ဒီ application form ကပေါ့နော်တို့ဒီ October ဆိုစပြီးတော့ဖွင့်ပါမယ်ရှင်အဲ့တော့အတိအကျ application period ကဘာလဲဆိုရင်တော့တို့ October 27ကနေပြီးတော့ January 5ထိပဲဖြစ်ပါတယ်ရှင်အဲ့တော့ October 28ရက်နေ့ကနေပြီးတော့ January 5ရက်နေ့ထိရှောက်လို့ရပါတယ်ရှင်အဲ့တော့အဲ့လိုရှောက်တဲ့အခါမှာပေါ့နော်တေချာနားလည်မှုမရှိဘူးအာမေးချင် ဲ့မိကုန်းနေရာလည်းအများကြီးရှိရပေါ့နော်သူတို့ကိုတွေ့လူတွေ့ပေါ့နော်အဲအဲ့လိုမျိုးဓာတ်ရိုက်မေးခြင်းနေဆိုလို့ရှင်တော့သူကတော့ session နှစ်ခုရှိရပေါ့နော်ပထမ session ကတော့အောက်တိုဘာ 24ရက်နေ့မှာ စပြီးတော့ဒုတိယ session ကကျတော့ November 25မှာစမယ်ပေါ့နော်အဲ့တော့ October 24ဆိုတော့ဒီလပေါ့နော်သူက October 24ကိုညနေဂျပန်အချိန်6နာရီရနေပြီးတော့9နာရီခွဲထိလုံးမှာဖြစ်ပါတယ်ရှင်အဲ့တော့အဲ့လိုမျိုးကို drive ချင်ဘာလို့ရမလဲဆိုတော့တို့ဒီပေါ့နော် Google ကနေပြီးတော့ Toshiso Watanabe International Scholarship 2026ဆိုပြီးတော့ရှာလိုက်မယ်ဆိုလို့ရှင်ဒီလိုမျိုးကြာလာမယ်ပေါ့နော်ကြာလာတဲ့အခါမှာတို့ဒီမှာ session drive မယ်ဆိုရင် here ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ဆိုလို့ရှင်တို့ကတော့ register လုပ်ပြီးသားဖြစ် ်သွားမယ်ပေါ့နော်အဲ့တော့ဒီ scholarship ကပြန်ပြောပါမယ်ရှင်ဘယ်လိုလူတွေလျှောက်လို့ရမလဲဆိုလို့ရှိရင်ကိုကဂျပန်မှာရောက်နေတဲ့သူပေါ့နော်မြန်မာနိုင်ငံနဲ့လျှောက်လို့မရပါဘူးဂျပန်မှာရောက်နေတဲ့သူလျှောက်လို့ရပါမယ်ရှင်ပြောလို့ရှိရင်ကျောင်းဝင်ခွင့်ရထားသည်ဖြစ်စေတောင်းကိုလျှောက်တော့မယ်ဖြစ်စေပေါ့နော်အဲ့လိုလူတွေလျှောက်လို့ရမယ်နောက်တစ်ခါကျတော့ refugee background ရှိတဲ့လူတွေပေါ့နော်မြန်မာနိုင်ငံဒါသူကဒီ refugee background ဖြစ်တဲ့အာတို့ ဆီးရီးယားတို့ပေါ့နော်ဒီယူကရိန်းတို့အမျိုးမျိုးရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မာလူမျိုးတွေလည်းရှောက်လို့ရပါမယ်ရှင့်ဒါမဲ့ refugee background တော့ရှိရမယ်ပေါ့နော်ပြီးတော့ကျတော့နော်ကခုနကငါပြောထားသလိုပဲ scholarship ရထားပြီးရဲ့သူလဲလျှောက်လို့ရတာသူကဒီ scholarship ကသူက combine scholarship ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ scholarship ရတဲ့သူတွေလဲလျှောက်လို့ရပါတယ်ရှင်ပြီးတော့ကွာ financially ပေါ့နော်ကိုယ့်ရဲ့ဒီငွေကြေးအဆင်မပြေမှုကို ထောက်ဟိုပြမဲ့ proof ပေါ့နော်အဲ့ဒါလည်းလိုအပ်ပါတယ်ရှင်ပြောရှင်တော်တို့က application form မှာဖြည့်လိုက်တာ ਨੇ အမျိုးမျိုးပေါ့နော်ဒါတော့တော့တေချာ detail ကတော့ဒီ website မှာကိုယ်တိုင်ဖတ်ကြည့်ရပို့ပြီးတော့တေချာမယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒါကနွားတို့အခုရှောက်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ October လအတွင်းမှာရှောက်လို့ရဖြစ်တဲ့အတွက်ကြောင့်မလို့နွားအရင်နေကလည်းတင်ထားဖို့တော့အရင်ကတည်းကဒီ scholarship ကိုရှောက်ဖို့ဆိုပြီးတော့ပြင်နေသူတွေလည်းရှိရပေါ့နော်အဲ့တော့မတိသေးတဲ့သူတွေကလည်းအခုဒီ video လေးကိုကြည့်ပြရ ਨੇ အဲတွားပြီးတော့တေချာ application detail ကိုတွားပြီး ီးတော့ကြည်လို့ရပါတယ်ရှင်အဲသူကဒီ graduate ထိပ်ပေးရဖြစ်တဲ့အတွက်ကြောင့်မို့ကျောင်းလခတက်တာလေးကိုတို့တော်တော်လေးကိုဝင်ကပေါ့ရယ်ပေါ့နော်အားကြောင့်မို့အားလုံးကိုလည်းရစီချင်တဲ့ဖြစ်တဲ့အတွက်ကြောင့်မို့အားလုံးပဲအဲဒီအော်တိုဘာလနေပြီးတော့ January 9ရက်နေ့ထိဖွင့်တာဖြစ်တဲ့အတွက်ကြောင့်မို့တခြား shop ဖို့တော်တော်ကတော့ recommend ပေးပါတယ်ရှင်ဟိုက်မိတဲ့ credit အားတွေကတော့ bye bye